ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ငါတို့မျိုးဆက် တော်လန်စာစဉ်အတွဲသုံးအမှတ်လေးမှာအညတရရဲဘော်များထူးစစ်သောမျော်ရည်တိုင်းပြည်ကဏ္ဍတွင်ဖော်ပြထားတယ်။ဆရာမဟာချိုရေးသားထားတယ်။ကျွေလွင့်မြစ်ထဲကကဏ္ဍမှာဆိုတဲ့ဝတ္ထုပဲဖြစ်ပါတယ်။ကျွေလွင့်မြစ်ထဲကကဏ္ဍမှာကျွေလွင့်မြစ်ထဲမှာလူငယ်တယောက်ဟာ ုံတို့ပတ်စလို့တေးနေဝင်သွားတယ်လူငယ်တွေတေးကြနေကြတာကိုဒံယာလို့ခေါ်တယ်ဓာရီအလုံးပေါင်းပြီးတော့ရဲဘော်ကပြားဆရာကန္နမာကကျွေလင်းမြတ်တို့ဤဒံယာလို့ကပြားတပုတ်ရေးလိုက်တယ်ကန္နမာကတမဟာ6ဟောင်တယောမြကန်းတပေးကမြို့မှာအခြေခံတင်နှင်းเจ้าမှာအပတ်စဉ်သုံး အခြေခံစစ်တင်နှံပြည်တယ်အဲ့ဒီတုန်းကကျွန်တော်နဲ့မရင်းနှီးဘူးကျွန်တော်စာရိတ်သားနိုင်ရံဘော်ကကဗျာစာစင်မှာဂျူနီယာရဲဘော်တွေတဲကထက်နေရန်ချိုနဲ့ဂန္ဓမာဆိုတဲ့ကလောင်သုံးလက်ခက်ဆက်ဆက်လေးကျွန်တော်တွေ့တယ်ကျွန်တော်မှာဂန္ဓမာနှစ်ယောက်ရှိခဲ့ဘူးတယ်ရဲရင်နဲ့တန်ရုံးစဉ်ကြီးမာတယ် ရဲဘော်ရဲဘက်စိတ်အပြည့်ရှိတယ်။မဟုတ်မခံတာသိတာတယ်။အရွက်တိုက်တယ်။တည်ငြိမ်တယ်။ဒီကနေ့မှာကျွန်တော်ရဲ့ချစ်သောကန္နမာတွေဟာရဲရဲတောက်တိုက်ပွဲဝင်ရင်သူရဲကောင်းပိသားလုံးစွာကြဆုံသွားခဲ့ကြပြီဖြစ်တယ်။စီနီယာကန္နမာ2022ခုနှစ်မှာကြဆုံနေ။ဂျူနီယာကန္နမာ9ရက်9လ2025ခုမှာကြဆုံခဲ့တယ်။ ဂျူနီယာဂန္ဓမာကသူ့ရဲ့တော်လန်ဟစ်ခံယူချက်ကိုလောကပါလာနတ်တွေမျက်ွယ်ပြုတ်ထားတဲ့တရားကို အမားတွေချာကစောင့်ခဲ့တယ်တော်လန်ဟစ်ဘတ်စကားပေါ်မှာငါတို့ဟာဂိတ်စဂိတ်ဆုံးစီမဲ့ခရီးသည်လို့ပြောင်ပြောင်တင်းတင်းကြီးညာခဲ့တယ်သူ့ရဲ့ဘတ်စကားဟာတဲ့ကိုအိပဲအိပဲနိုင်လုံးခဲ့တယ်လူငယ်တွေကိုတင်ပြီးမောင်းနေ အမောင်းသမားလေးပါအနှင်းပျော်လွန်လို့ဆယ်ရည်တိုင်းထွာတဲ့နေလမ်းတလျှောက်စူးစူးညံ့ညံ့ထွက် လွင့်ကြံပြုတ်ကျနေတယ်ဒါပေမဲ့ဘတ်စကားဟာဘယ်ကိမ့်မှာမှမနာခဲ့တာတောင်းကန္နမာကောင်းရနဲ့တွေဟာသင်မင်းနိုင်ငံအထိတရင်ရောက်သွားခဲ့တယ်ကန္နမာကကြပြနောက်တစ်ပုတ်နဲ့ငါလို့မှတိုင်းပြည်မှာငါမပြောတော့ဘူးလို့ ပြက်ပြက်နဲ့နဲ့ဆယ်ရီတိုင်းထွာသွားဘူးတယ်အဲ့ဒီလိုနဲ့ဗမာမြရဲရွာရဲ့တိုက်ပွဲမပြီးခင် မနက်6:45ဝန်းကျင်မှာရဲရင်စွာကြဆုံသွားခဲ့ရရှာပါတယ်ဖြူဖို့ဆိုပြီးပွင့်နေပန်းလဲမရှိတယ်လို့หนีဖို့ဆိုပြီးပွင့်နေပန်းလဲမရှိပါငါတို့ဟာငါတို့ဗီဇကိုဘယ်အရာနဲ့မှပြန်ပွင့်ခွင့်မရှိခဲ့ဘူး တမိုင်းကြီးမလုံးနဲ့မြို့မစကန်းကြီးမှာကွန်မန်တို့တင်နှန်းသားတွေအများဆုံးကြံရစ်ကြတယ်တိတ်မကြဘူးကွန်မန်တို့တွေစနိုက်ပါတွေရွှေလင်းပြင် တောအုပ်ကို ရွှေ့ပြောင်းကြတယ်တက်ခွဲတစ်ခုကပဲခူးရေသာရှိကိုခီးနေကြခြင်းကန္နမာတို့အဖွဲ့ကတက်မဟာစီကို ခီးထုတ်ဖို့ပြင်ကြတယ်ကွန်မန်တို့တင်နှန်းပြီးတော့ သူတို့ကြပြားလေးတွေအွန်လိုင်းပေါ်မှာတစားတစားတွေ့လာရတယ်။ထက်နေကန္နမာနဲ့ပွန်တရာတို့ရဲ့ကြပြားလေးတွေကိုကော်ပီယူပြီးတော်လန်စာနယ်ဇင်းတွေစီကျွန်တော်ပို့လေရှိတယ်။စာနယ်ဇင်းကပြန်ချင်းမြင့်နေစာမှုကလေးတွေကို အတော်များများက ပြန်မြူကြဘူး။ကျွန်တော်လဲသူတို့မယူရင်တခြားကို ပြန်လူပေးရတယ်။ ရန်ချိုကပြာကိုတော့ကျွန်တော်မပို့နိုင်တော့ဘူးသူက2022တုန်းကကြာဆုံးသွားခဲ့ပြီဖြစ်တယ်ကွန်မန်ဒိုကန်နမာကသူ့မျက်စိရှင်မှာတင်ကြာဆုံးခဲ့ရတယ်သူ့ညီအကိုရဲဘော်တွေကိုတတိယတိုင်းခက်ပြင်းပြင်းကပြာတွေရေးတယ်ကျွေလင်းမြစ်တို့ဤဒံယာကပြာမှာဆိုရင်စောတာရှိမဲဝိုင်စကန်သိန်းတိုက်ပွဲရှော့ လောကရန်တိုက်ပွဲနန်းဝေဦးလဲလန်ကူတိုက်ပွဲကိုရဲနတ်တန်ခွင်တိုက်ပွဲရှင်းတန်ထူးနတ်တန်ခွင်တိုက်ပွဲအဖွားကြီးနတ်တန်ခွင်တိုက်ပွဲကြော်ကြီးတမန်အင်ကုံတိုက်ပွဲဝါတုတ်မုံမြုတ်960တရင်သိမ့်တိုက်ပွဲထွန်းထွန်းဝင်မုံမြုတ်960တရင်သိမ့်တိုက်ပွဲဝေယံကတ်တွန်း မုံမြို့990တရင်သိမ့်တိုက်ပွဲဆိုပြီးမှတ်တမ်းတင်ထားတယ်။အဲ့ဒီကြ བྱ ာရဲ့အဖွင့်နားမှာပဲတောကအဘူဟာတာမုံမီတာမှာမပေါ်တော့တိုက်ပွဲကရှင်လျက်ပြန်လာခဲ့တဲ့ကောင်ရဲ့တောကဘယ်သူနားလဲအောင်မှရှင်းပြလို့မရဘူးလို့သူ့ရင်ထဲကမချစ်တင်ခဲ့ဝေဒနာကိုထည့်ရေးထားတယ်။သူ့ရဲ့ မြင့်မြတ်တဲ့ဇာပနာမြင်ကွင်းကို အထူးကွန်မန်ဒိုတရင်ရဲ့တရေးတာဝန်ခံရဲဘော်လွန်းအိမ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတွေ့ရတယ်တောအုပ်ကလေးတွေကထန်းထွက်လာတဲ့အခေါင်တလာသူတက်ရှိထေရှားရှိစဉ်တုန်းကလိုပဲအင်မတန်မှရိုရှင်ပြီးပြတ်သားတယ်ပဝင်းကျင်တစ်ခုလုံးက စိမ့်ညွနေတယ်။ပျောက် जा ဝစ်စုံစိမ့်စိမ့်တွေလက်ထက်ကဂုံပြူရိုင်ဖယ်ချက်လက်ကညွညင်းညင်းနဲ့မြေပြင်စီဥဆိုင်ချငြိမ်သက်နေတယ်။ခေါင်းတလာဟာထုံးစံအတိုင်းရဲရင်သောမြင့်မြတ်သောပြတ်သားသောအနီရောင်နဲ့အတူကျယ်ပြူတလုံးကို ပွေပိုက်ထားတယ်။ တော်လန်ရင်အလန်တော်ကြီးရဲ့ဖုံးအုပ်ခြင်းကိုခံထားရတယ်မိုးဟာရုတ်တရက်ရွာချလာတယ်အာဇာနီတို့ရဲ့သွေးညီနန့်တွေငါတို့ပဝင်းခြင်းမှာလွှမ်းခြုံရာသီမပြတ်စီးဆင်းနေတဲ့ရေတကုံမှာမင်းတို့ကိုဂုံပြုတ်တံတွေညံနေတယ်ဆိုတဲ့ဂန္ဓမာရဲ့ကြပြရွတ်တံကိုရင်ထဲမှာ တိတ်ကနေပြန်ကြားရောင်ကြတယ်ခေါင်တလာဟာရှို့ရီဘွက်ရီတွေကြားမှာနေဝင်တိမ်မြုပ်သွားတယ်မိုးဟာဆက်ပြီးတဲနေတယ်ရဲဘော်လုံးအင်ကတရီအနေထားရက်လိုက်ပြီးဂန္ဓမာရဲ့ကြပြာတပုတ်ကိုရွတ်ဖက်လိုက်တယ်အခုတော့ကျွင်လင်းမြတ်တို့ရဲ့ဒံရကြပြာလေးတွေကမှတ်တမ်းမှာရဲဘော်ဂန္ဓမာ ဗမာမြေရဲ့ကြည်ရတိုက်ပွဲဆိုတဲ့စာသားလေးထက်တိုးသွားခဲ့တယ်။ပြီးတော့ကြပြာမိုးဆက်ကလေးတွေအောက်မှာကိုကျင်းစာစိတ်ဆိုတဲ့မိငါတို့ရင်ထဲမှာမွေးပြီကလေးကငါတို့မငိမ့်ချန်ခဲ့ကြငါတို့မငိမ့်ချန်ခဲ့ကြငါတို့မငိမ့်ချန်ခဲ့ကြရာ ခစ်လူငယ်တွေခစ်လူငယ်တွေခစ်လူငယ်တွေငါတို့လဲဘဝတလန်းကိုစီနေခစ်လူငယ်တွေတဲကခစ်လူငယ်တွေပါလို့တစက်တစက်ကြပြီးသူ့ကြပြားတွေသူ့ခန္ဓာတွေတပြေးပြေးစိတ်ဝင်သွားခဲ့ကြတယ်တကယ်တော့မျက်ဝန်းနေရှိမှာ ထွက်ခွာခွင့်ရတဲ့မျက်ရည်ပါကျွန်တော်ရဲ့တွတ်တီးတွတ်တာအမားကိုမေတ္တာရှစ်သာတုပ်ဖယ်ပစ်လိုက်စေခြင်းပါတယ်ကနမကြာဆုံးပြီးနောက်တည့်ရောက်တော့အထုကွန်မန်ဒိုတရင်မူရဲဘော်နှောင်းဝေကရင်နာစရာတော့အကောင်းသားကွာတက်ကိုချစ်ရဲဘော်ကိုချစ်ပြီး ဘယ်တော့မှထားမသွားမဲ့ကောင်းတွေကိုကြတက်ရင်နဲ့လုံးဝလုံးဝမသက်ဆိုင်တော့တာမို့ပင်သွားလို့ရသွားနိုင်ပြီလို့အမိစာပြန်ရပြီထွက်သွားခြင်းနဲ့ကောင်းတွေကိုကြနေကြပါအောင်ကွာလို့ဆွဲထားရတဲ့လို့ပြောတယ်ကိုနောင်ဝေကចောင်းဆရာကနေတော်လန်ရဲဘော်ဖြစ်လာသူဆိုတော့ အမြဲတမ်းစိုးကဲမြဲစေသဘောရှိတယ်ကျွန်တော်နဲ့အပတ်စဉ်လဲတူတာမို့သူတို့ဘယ်လိုလူမျိုးလဲကျွန်တော်သိတဲ့တလောက်သိတယ်ကွန်မန်ဒိုတရင်ရဲဘော်တွေရဲ့အပတ်စဉ်တူရဲဘော်တွေရဲ့သူ့ရဲ့သက်ဆိုင်သူတွေရဲ့ကရတရပတ်ကြာသည့်အထိသူ့ကိုတရိယာနေချောင်းဖော်ပြနေကြတယ်တခြားမတွေ့ဘူးခဲ့ မစုံဘူးခဲ့ကြတယ်ရဲဘော်တွေကလည်းသူ့ရဲ့ကြပြာစာသားလေးတွေဖြစ်တဲ့တခြားလူငယ်တွေလိုဆိုတဲ့စိတ်ကငါတို့ကို အခခနာကျင်စေတယ်ဆိုတဲ့စာသားလေးကို အမတ်တရဖြန့်ချီနေကြတယ်ကျွန်တော်တော့သူကိုယ်တိုင်ရုတ်ဖက်ပြနေတယ်ကျွေလင်းမြတ်တို့ရဲ့ဒံရကြပြာကြောင့်မျက်ရည်ကျနေမိတယ်ပြီးတော့ အညာသားတယောက်ရဲ့ပိသားတဲ့အတန်ဝါကြီးနဲ့ငါလုံးမတိုင်းပြီမှာငါမပြောတော့ဘူးတဲ့အဲ့ဒီကြပြရွတ်တန်ဟာရန်လိုနေတာမျိုးမဟုတ်ရန်ဖြစ်နေတာမျိုးမဟုတ်တလုံးချင်းတပါရာချင်းကိုမပြောတော့တာကိုကိုရဲ့လက်သုံးတော်စကားနဲ့မတက်မသားဆယ်ရီတိုင်းထွာခြင်းသာရှိတယ် ရဲဘော်အောင်လေးကအဲ့ဒီမင်းကသူတို့ဗမာမြေရဲရွာမှာတက်ဆွဲထားတဲ့စာကမတစ်စကန်ကိုဝင်စီးကြတယ်လို့အတီးပြုတ်လာတယ်။တရင်တွေထဲမှာရွာနေရွာကိုတပြိုင်နက်ဝင်သိမ်းကြတာလို့ကြွားကြွားဝင်ဝင်ကလေးဖော်ပြလာကြတယ်။အဲ့ဒီနောက်ွယ်မှာဝုံကနေမြည်တမ်းနဲ့အတူကန္နမထိပ်သွားပြီ။ ဂန္ဓမာထိတ်သွားပြီဆိုတဲ့အော်ဟစ်တန်တွေရှိနေတယ်။ပြီးတော့သွေးအိုင်တဲကနေငါငါထိတ်သွားပြီငါ့ကိုပြစ်တတ်ပေးဆိုတဲ့စကားတန်တစ်ခု ထွက်လာတယ်။ဂန္ဓမာဟာ ပြန်မလာတော့ဘူးလို့စီနီယာဂန္ဓမာတို့ကရဲဘော်ကြပြဆရာတက်သွင်းမှုကရေးခဲ့တယ်။ ဒီတခါတော့ဒီကန္နမသူ့စကားလေးအဆုံးပါငြိမ်ကြသွားခဲ့တယ်ဟုတ်တယ်ကန္နမဟာပြန်မလာတော့ပါဘူးသူ့ရဲ့ကြပြားတွေစီသူ့ရဲ့မိသားစုစီကြီးတော့သူ့ရဲ့သူ့ရဲ့သူ့ရဲ့တန်ဆိုင်သူတွေစီ အလေးပြုဥညွတ်ပါရညီကောင်းရာသူကလေးလာပါစေဘဝစတိုင်းငြိမ်အေးမြနေပါစေကွာမဟာချုပ်